ရှေ့ကိုတို့သွားရမယ်ခရီးမှာငါသည်ဘယ်လိုပုံကောအမျိုးသားနဲ့သွားမှာလဲဆိုတာခုနကတော့ဖွင့်တာမမိဘူးနဲ့တူတယ်ကောင်းလေးဟင်ခုနတရုံမကြီးဖွင့်တာမိလိုက်လားအဲတုတ်တီတာသွားဒါလုံးဆက်မဟုတ်ဘူးနော်ဦးစင်းလည်းမသိဘူးအဲ့ဒီဟိုမလေးကတုတ်တီတာလည်းမကြဘူးနဲ့ကဲရှင်းရှင်းလေးပဲတပိတ်တည်တင်ကန်းနေပြီတဲ့မလို့တော့ဘူးတဲ့လည်းပေါက်တော့ပြီနောက်တော့သူဘုံလေးဗိမ္မာန်နေမြင်ရတယ် အလကားရတာလားယတနာထုံသုံးလို့လားအေးဦးစင်းဟောတဲ့လူနာအာပိတရားစီဆိုတာဒီကံဒီလူနာတွေအိုင်ဒီယာတော့ဖွင့်လေငြိမ်သွားရောဘလောက်အော်ဟင်းနေအော်ဟင်းနေအားရတရားဖွင့်လေငြိမ်သွားရောတော့တီတီကူဒေါက်တာဆိုးမြင့်တီတီကူဒေါက်တာဆိုးမြင့်ဒီကံဒီမှာအသေးစံဖြစ်တော့အခြားခြားတရားတွေနာခိုင်းနေမရဘူးမနာနိုင်ဘူးအဲ့မှာ မတူစာဆိုတဲ့ဘိတ်ကသူ့ယောက်ျားကလည်းအယိုးအဲမျက်စိဆောင်ဟာတွားဆောင်ဟာအဲ့ဒါနဲ့သူကဦးစင်းရဲ့တရားဝေလေးပေးနာကြည့်ပါဆိုတော့ဒကမကြီးအနာမခံခြင်းတွေ့သမီးရနာခံခြင်းလေအဲ့ဒါနောက်ဆုံးဘာပဲဖြစ်ဆိုသမီးရနာခိုင်းတာအဲ့ဒါဗီဒီယိုရိုက်ထားတယ်နာရယ်လက်ခံတယ်နာရင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 ်နဲ့မြေးရည်လေးကြီးကြားတော့နောက်တော့ရပါပြီ သူရင်တော့ဘွယ်ကြီးဂုံကြီးဘုံကြီးလိုက်ခဲ့တာမှာပြီဥစဉ်ကအញ្ញန္တရာယဟန်တပါအဲ့ဒီတရားနဲ့ကြမှာလက်ခံနိုင်ပြီးတော့အဲ့ဒီတော့မှလွတ်သွားတော့သူအောင်နာရပြီမြေကြီးကြသွားတာသေပြီးတော့ရေခရိုက်တွေထွက်လာတာမသားမိတွေပျော်ပျော်ပါးပါးနဲ့မော်တော်ကားနဲ့ခီးထွက်တာကြတယ်ဘေးအလောင်းကိုရှိရတွေ့ပျော်ပျော်ပဲဟုတ်ပြီလားအဲ့ဒီလိုသာသေတဲ့လူလဲပြုံးကြံတဲ့လူလဲပြုံး သေပြီးတော့လည်းပြုံးတဲ့ဘဝတွေကိုလိုချင်တယ်။မသေးခင်ကတော့ပျော်ပြီးသေတော့អော်သွားရင်သေ ပြီးတော့អော်တဲ့ဘဝရောက်သွားလိမ့်မယ်။ဒကာဓမ္မတွေအနာဂတ်ခီးအတွက်ဘာလုပ်မလဲ။နာကတ်တွေဘာလုပ်မလဲအဲအမျက်ဆုံးယရနာကိုထုတ်သုံးရလိမ့်မယ်ဟာဒီကြိုက်ခဲထုံကျင်တဲ့ဝေဒနာနဲ့ပေါ်လို့ပေါ်လာတဲ့တဏှာဒေါသအကြံကြီး သိင်ဝေမဲ့ရောင်းမတဲ့ချောင်းကိုဝေဒနာနဲ့ပေါ်ထုတ်ပြီးမဂ္ဂင်၈ပါးစေတသိက်ယရဏာတွေနဲ့တတ်ရင်မချမ်းသာဘူးလားအဲ့ဒီယရဏာလက်တန်ဖိုးရှိတာဘယ်မှာရှိသေးလဲရှာသန်းခင်ဗျားတို့ကဘာပလောကသုံးပါးဘုံသုံးပါးလိုက်ပတ်ရှာတွေ့ပါမလားအေးအဲ့ဒါဒုဒ္ဒဂရမတွေငါရှိဆက်ပါလို့မလဲဒီလိုပဲအလကားထိုင်ပြီးတော့အားပြီးတော့နေရင်းနဲ့အချိန်ဆုံးပြီးသိမလား လောကအာယုံကာမဂုဏ်ဘောထဲနေပြီးတော့ပဲသေမလားအမျက်ဆုံးယတနာကိုပဲဖော်ထုတ်ပြီးသေမလားဆိုတာကိုရှေ့ကိုစဉ်းစားပါဟုတ်ပြီနော်ကိုယ့်ကိုစဉ်းစားပါလူဘဝနှစ်ခါပြန်မရနိုင်ဘူးပြန်လာဖို့မလွယ်ဘူးလောကသုံးပါးဘုံသုံးပါးမှာအခုချိန်အခုလူတွေလောက်မြတ်တာဘုံသုံးပါးမှာဘယ်လိုမှမရှိဘူးအခုနေ့မြမကြီးတရားအထုတ်ခြင်းလို့ဆိုလို့ရလား နတ်တိတရားတွေလာပြီးတရားအထုတ်ခြင်းလို့ရလားတရားလာနာလို့ရောရလားဒါနသီလလာပြီးပွားလို့ရလားကဲဘယ်နှလုံးသီလရှင်ဘုံကြီးလာဝဲလို့ရလားပိဋကစာအုပ်ဖတ်ခြင်းနဲ့ဆိုလို့ရလားခမရတပြန်ရရတာမှတပြတ်တခြားဝယ်လေဘုံကြီး၁၀ပါးတပြတ်တခြားဝယ်ဘုံကြီး၁၀ပါးပါမလာဘူးလားလွယ်လိုက်တာလွယ်လိုက်တာနော်အဲ့မှာတပြတ်၁၁ကောက်ထိုးရင်ဘုံကြီးတရားမဟုတ်ဘူးလား ဘုန်းကြီးဟာအာကြောင်းတဲ့ဆိုညင်လို့ရလားဟောတာနော်လွေတာနော်ခမတို့ဘုန်းကန်နေနော်အာဒီဘုန်းကြီးတရားနာရင်ဟိုဘုန်းကြီးတရားဆိုတော့ကောက်လဲနောက်ဘုန်းကြီးမဟုတ်လားအဲနာကြီးဝင်ခဏပိတ်တာညင်လို့သုံးလဲမကရဘူးငနဝကံမလဲမလူပါဘူးဘုန်းကန်ကြီးတာနော်အဲ့ဒီအခွန်ကြီးတဲ့အလကားအောင်ပြီလို့လားခမရိတ်မှာတရားတပြရှိရလားအော်နည်းနည်း ်ရုပ်ရှင်ဓာပြကိုရီးယားဓာပြတွေတော့ရှိပါတယ်ဦးဇင်းကလည်းဘာမှမသိတော့အပြင်လောကကြီးတော့မပြောတတ်တော့ဘူးကြာအကုန်ပြကုန်ပြီဘာတွေရှိလို့ဘာတွေပေါ်မှန်းကိုမသိတော့ဟင်အေးအိုက်တော့တရားဓမ္မတွေငါဘယ်ခကြီးကို သွားမှလဲဘယ်လိုပုံကုန်မျိုးနဲ့သွားမှလဲငါဒီအခုဘယ်လို အတန်းစားတွေမှာရှိတာလဲကိုကုမေးပါမိမိဒီလူယုံမာတဲမှာလား လူတော်လူကောင်းထဲမှာလားသူတော်ကောင်းထဲမှာလားအရိယာထဲမှာလားဘယ်မျိုးစားထဲမှာငါရောက်နေလဲကောက်ကမေးပါငါလူယုံမှာဆိုလို့ရှိရင်ယုံမှာတဲ့ဘဝသွားတော့မယ်လူတော်လူကောင်းဆိုရင်တော့ဘယ်လူမှမသိသေးဘူးသူတော်ကောင်းဖြစ်မယ်ဆိုရင်ဒါဘာကိုလဲညနာ၃ဘာနဲ့၅ဘာတိလာကိုအရင်ကအဦးစင်ဟောပြီးခင်ဗျားတို့အမြဲတမ်းမျောရဲ့များတယ်မြဲလား ညာ29ပါးနဲ့တီလာတာကိုဘယ်လိုပုဂ္ဂိုလ်ခေါ်လဲညာ29ပါးတီလာနဲ့တီတာဘယ်လိုပုဂ္ဂိုလ်လဲအတီးဘူးမတီးဘူးတော့ယဟန်7ပါးတီလာ၌တီတာကိုဘာခေါ်လဲ9ပါးတီလာနဲ့တီတာကိုဘာခေါ်လဲ9ပါးတီလာမရှိရင်ဘာခေါ်လဲမမိသေးရဲ့လားမမိပြီးရောပေါ့ကိုယ့်အကိုခွေးပြေးခြင်းလားနွားပြေးခြင်းလားကိုယ်ဘာပြေးခြင်းလဲကြည့်ပေါ့ ဲ့တော့ရတနာ၃ပါးနဲ့၅ပါးသီလမြဲတာကသူတော်ကောင်းလို့ခေါ်ပါသည်ဟုတ်ပြီလားအများနဲ့ပျော်ပျော်ရွှင်ရွှင်ညီညီညွတ်ညွတ်မြမြတတအပြည့်မရှိအောင်နေတဲ့ဘက်ကိုတော့လူတော်ကောင်းလို့ခေါ်ပါသည်မေတ္တရားဖို့တရားပွားနေတဲ့ပုဂ္ဂိုလ်အရိယာလို့ခေါ်ပါသည်ဟုတ်ပြီလားမကောင်းတဲ့စိတ်တွေမိုးပြီးမကောင်းကြံကြံပြီးမကောင်းပြောပြောမကောင်းလို့ပြဿနာရှာကန့်လန့်တိုက်တဲ့ကလူယုံမှလို့ခေါ်ပါသည်ခမရတို့ဘယ်ထဲမှာပါသလဲ ကိုယ့်ကိုပြန်ပြီးတော့အစိမ့်နှံခွဲရရမယ်။သူများခွဲတာမလို့ကိုယ့်အကူရပြန်ခွဲတော့။ဟုတ်ပြီနော်။ရေးမကြည့်ဘူးလား။အေးနောက်ဆုံးပြောရမှာတော့ဟာဒီကက်ကဲထုံကျင်တဲ့ယရနာတို့ကက်ကဲထုံကျင်အောင်ဖို့တော့အဲအဲ့မှာစိတ်မှာမခိုင်းရင်တဲ့ဒေါသတွေပေါ်လာပြီးလှုပ်ရှင်တဲ့လောဘတွေဖြစ်လာပြီးအဲ့လိုဖြစ်လာရင်နံပါတ်၁ဝေလေထွက်လေဖြူပါအရှိတူညှိပါအနည်းမြန်ရှိပါအပြော့ပြင်းညှိပါရက်လက်ရှူလိုက်မလုတ်ဘဲနဲ့ မပြောင်းလဲပဲနဲ့ရင်ဝါလေးအားပြုပြီးတော့ငကိုလီတဲ့နှစ်ဆသုံးဆလောက်ရှူကြည့်ပါအဲ့လိုရှူလာလို့ရှိရင်အဲ့မှာအရှိတူညှိမယ်ရှည်လိုက်တူလေးမဖြစ်အောင်နှိမ့်လိုက်မြန်လိုက်မဖြစ်အောင်ပြို့လိုက်ပြင်းလိုက်မဖြစ်အောင်ရက်လိုက်ရှူလိုက်မဟုတ်ဘဲနဲ့တဖြောင်းနဲ့ညီညွတ်အောင်ဇောက်ချပြီးတော့ရှူသွားအဲ့လိုရှူသွားရင်ချမ်းသာပြီးတော့မဖြစ်တော့အောက်ကဝေနာတက်တာတခြားအပေါ်ကချမ်းသာတာတခြားဟုတ်ပြီလားအေးအဲ့ဒါက ဇန်စီတိတ်မဲစီတိတ်ဆိုတာမိမိရဲ့နှလုံးသားထဲမှာမရှိဘူးလားအဲအောက်ကဝေဒနာရောတဏှာလောဘဒေါသတွေမပေါ်ထုတ်ပေးဘူးလားအာရိယတနာတွေထုတ်သုံးကြပါလို့တိုက်တွန်းပါတယ်